ျွန်တော်ဒီနေ့မှာတော့အုံနှုတ်ခေါက်ဆွဲလေးကြိုက်တယ်ဒါပေမဲ့ချက်မတက်ဘူးဆိုတဲ့လူတွေအတွက်ကိုအုံနှုတ်ခေါက်ဆွဲအလွယ်ချက်နည်းလေးကိုချက်ပြပေးထားတာဖြစ်ပါတယ်ကျွန်တော်မချက်ဘူးတဲ့အခါမှာအုံနှုတ်ခေါက်ဆွဲချက်တာကအရန်ခက်မယ်လို့ထင်ခဲ့တယ်ပေါ့နော်ကျွန်တော်ဒီနေ့ချက်ပြမယ့်နည်းလေးကတော့လွယ်လွယ်ကူကူနဲ့အားလုံးကလည်းအရသာစစ်စစ်နဲ့စားလို့ရအောင်လွယ်လွယ်ကူကူလေးချက်ပြထားတာဖြစ်ပါတယ်ကျွန်တော်ရဲ့ page လေးကနေပြီးတော့လေကူရိုးရှင်းတဲ့ဟင်းချက်နည်းတွေကိုမျှဝေပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အကျိုးရှိတယ်ဆိုရင် share သွားပေးကြပါအောင်ခင်ဗျာ ဒီနေ့ကကြက်သားအစုံပါပါမယ်ပြီးလို့ရှိရင်ကြက်ဥရဲ့ငုံဥရဲ့ပဲရိတ်စိန်သားတွေကိုလည်းပြုတ်မယ်ပြီးရင်သားထုထည့်ပါမယ်ပြီးရင်တော့ကြာစံကြော်လေးထည့်မယ်ပြီးရင်အုံတို့ပြီးရင်ဒါကတော့ကျွန်တော်ကဂျုံခောက်ဆွဲပေါ့နော်ခောက်ဆွဲလေးထည့်မယ်ရှောက်ရွက်ရဲ့ကြက်သွန်နေရဲ့ပြီးလို့ရှိရင်တမယာသီးလေးရဲ့ပါ ဒီနေ့မှာကျွန်တော်ကြက်သားကိုအစုံသုံးထားတယ်ကြက်ရင်မုံသားပါမယ်ပြီးရင်ကြက်သည်ကြက်မြစ်ရဲကြက်ချရာရဲပြီးလို့ရှိရင်ကျွန်တော်ကြက်တောင်ပံပေါ့နော်တောင်ပံဆိုတာအပေါ်အပိုင်းမဟုတ်ဘူးပေါ့နော်ဒီအသားများတဲ့အပိုင်းကိုပါပါတယ်ဒါတွေအားလုံးကိုကျွန်တော်တို့အတုံးလေးတွေကိုအညီအမျှလေးတုံးမယ်အယိုးတွေကိုကြတော့ကျွန်တော်ဟိုထည့်ကျင်လဲရတယ်မထည့်ကျင်လဲရတယ်ဒီနေ့မှာတော့ကျွန်တော်အယိုးတွေကိုပါကျွန်တော်ထည့်ထားတယ်အယိုးတွေကိုကြတော့ဒီလိုမျိုးလေးပေါ့နော်ငငယုတ်စုံလေးနဲ့ကြပွေးလေးနဲ့ထုတ်ပြီးတော့ကျွန်တော်ထည့်ပါတယ်ခြေထောက်တွေကိုလည်းကျွန်တော်ထည့်ပါနော်တချို့ခြေထောက်မကြိုက်ဘူးဆိုရင်တော့လုံးဝမထည့်ပါနဲ့ဒီအသားနဲ့အသည်အမြစ်တွေနဲ့ကိုအဆင်ပြေနေပါပြီ ာတွေကကြတော့ကျွန်တော်ဒီတိုင်းနိုးသွားအောင်လို့ပေါ့နော်နည်းနည်းထုတ်ပေးလိုက်တယ်ပြီးလို့ရှိရင်ဒါလေးနဲ့တေချာလေးခွဲပေးလိုက်ပါတယ်ပြီးရင်အရသာနယ်ဖို့အတွက်ကိုကျွန်တော်တို့စက်သားမုံရှိရင်စက်သားမုံနဲ့နယ်ပေါ့နော်ဒီနေ့ကကြတော့ကျွန်တော်စက်သားမုံအတုံးလေးပေါ့နော်ဒါကျွန်တော်တို့တုံရန်ချက်တဲ့ပုံစံမျိုးအတုံးအခဲလေးပေါ့နော်ဒါလေးရယ်စနွေမုတ်လေးရယ်ကိုတေချာလေးနယ်ပြီးတော့နှက်ထားလိုက်ပါမယ် ပြီးရင်တော့ခောက်ဆွဲပြုတ်ပါမယ်ခောက်ဆွဲပြုတ်ဖို့အတွက်ကိုရင်နွေးကိုပပွက်ဆူအောင်တဲမယ်ဆူပြီးပြီဆိုလို့ရှိရင်တော့ခုနခောက်ဆွဲကြောက်တွေကိုထည့်လိုက်ပါမယ်ရေစိမ့်စရာမလိုဘူးဒါတွေအားလုံးကိုထည့်ပဲထည့်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ကတော့အချိန်၄မိနစ်နီးပါးပေါ့နော်ကျွန်တော်ထည့်ပါတယ်သူရဲ့အညွန်ထဲမှာကတော့၃မိနစ်လို့တုံထားတယ်ပေါ့နော်နည်းနည်းမာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့၄မိနစ်ထားပါတယ်အဖုံဖုံထားပြီးလို့၄မိနစ်ပြည့်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အဖုံဖွင့်လိုက်တဲ့အခါမှာခောက်ဆွဲသားနူးနူးအီအီလေးရလာတယ်ဒါကိုကျွန်တော်တို့ကရေကို ဆေးလိုက်တယ်ပေါ့နော်ကျွန်တော်တို့ပူနေတယ်ဆိုလို့ရှိရင်ခောက်ဆွဲကအရန်ကက်ပြီးတော့ကျွန်တော်တို့ခွာရတာနည်းနည်းတိတ်အဆင်မပြေဘူးဒါကြောင့်မို့လို့အရသာကောင်းကောင်းလေးလဲရခြင်းနဲ့ပုံစံမပြတ်လှလှလေးလဲလိုခြင်းနဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကတော့ရေအေးတဲ့အထိကိုဆေးလိုက်တယ်ဆေးပြီဆိုလို့ရှိရင်တော့ရေစစ်ပြီးလို့ရှိရင်ဒီလိုမျိုးဘန်းလေးထဲမှာထည့်ထားလိုက်ပါတယ်ခင်ဗျာရေစစ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တယောက်စားတဲ့ပုံစံလေးတွေပေါ့နော်ဒီလိုမျိုးအခောက်အခောက်လေးတွေလုပ်ပြီးတော့ထည့်သိမ်းထားလို့ရပါတယ်ကျွန်တော်ဒီနေ့လုပ်ပြတာကတော့ဒါ9ယောက်10ယောက်စားလို့ရတဲ့အနေထားပါ ရင်အုံနှုတ်ခောက်ဆွဲစားချက်ပါမယ်။အိုးထဲမှာစီနှင်းငယ်ထည့်ပါမယ်။စီပူလာရင်တော့ကျွန်တော်တို့အယောင်လှဖို့အတွက်ကိုစနေမုတ်အနေငယ်ထည့်မယ်။ပြီးရင်ကျွန်တော်ကျက်သွန်ပြူကျက်သွန်နေနဲ့ဂျင်းလေးထောင်းထားတာလေးကိုစီတက်ပါမယ်။ဒီစီတက်ထားတာလေးမှုေးလာပြီဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ငရုတ်ဒီအစိမ့်မုတ်ပေါ့နော်။အစိမ့်မုတ်ကိုနှစ်စုံလောက်ကျွန်တော်ထည့်လိုက်ပါတယ်။ဒါကတော့အုံနှုတ်ခောက်ဆွဲချက်တဲ့အခါမှာအယောင်ကကျွန်တော်တို့ငရုတ်ဒီရောင်လင်းနေပေါ့နော်။ပို့ပြီးတော့လဲလှတယ်။ပို့ပြီးတော့လဲစားကောင်းပါတယ်။ တက်တာတာလေးကြက်သွားပြီဆိုလို့ရှိရင်เนาะခုနကအရသာနှက်ထားတယ်ကျွန်တော်တို့ကြက်သားတွေအားလုံးကိုကျွန်တော်ထည့်လိုက်ပါမယ်ဒီနေ့မှာကျွန်တော်ကတော့ကြက်သားကိုခြေထောက်တွေပါတုံထားတယ်ပေါ့เนาะတချို့ခြေထောက်တွေမကြိုက်ဘူးဆိုရင်လည်းမထည့်လို့ရပါတယ်ပြီးရင်เนาะအိုကတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ရေလေးအနည်းငယ်ထည့်ပြီးတော့ကျွန်တော်တို့လှိမ့်လို့ရပါတယ်ပြီးရင်ကြက်သားကိုနူးအောင်တည့်ဖို့အတွက်ကိုရေလေးတော်သင်းရုံလေးထည့်ပြီးပြီဆိုလို့ရှိရင်เนาะအဖုံဖုံပြီးတော့ခဏတည့်ထားလိုက်ပါမယ်ခင်ဗျာ ခင်းအိုးပြန်ဆူလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြုတ်ပြီးထောင်းထားတဲ့ပဲဝါကြမ်းပေါ့နော်ပြုတ်ပြီးထောင်းထားတဲ့ပဲဝါကြမ်းကိုထည့်ပါမယ်ပဲဝါကြမ်းကိုလည်းကျွန်တော်တို့အတုံးလေးလေးမဖြစ်နေအောင်ဒီနေရာမှာကျွန်တော်တို့ဇွန်လေးနဲ့တေချာခြေပေးဖို့လိုအပ်ပါတယ်ခင်ဗျာအချို့အုံနှုတ်ခောက်ဆွဲချက်နီတွေမှာကျွန်တော်တို့ကြက်သားကိုဟာတက်တက်ပြီးရင်ပဲရင်နဲ့အုံနှုတ်တက်တက်ချက်တာတွေ့တယ်ပေါ့နော်ကျွန်တော်ဒီနေ့မှာကတော့အုံနှုတ်ကိုကြက်သားနဲ့တခါလေးရောပြီးတော့ချက်ပါမယ် ်ပြီးရင်ကျက်သွန်နေဥသေးလေးတွေပါထည့်ပါမယ်ကျက်သွန်နေကအလုံးအရန်ကြည့်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မနူးတာဖြစ်တတ်တယ်ဒါကကြတော့ကျွန်တော်အရွယ်ညင်ညင်လေးတွေကိုရွေးပြီးတော့ထည့်ထားပါတယ် ကျက်သွန်ထည့်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်ကတော့အုံတို့တပူဖောက်ထည့်လိုက်ပါတယ်ဒါက9ယောက်စာပမာဏဖြစ်ရတဲ့ကြောင့်မလို့တပူနဲ့တင်လုံလောက်တယ်ချက်စိမ့်လေးပူစားခြင်းနဲ့ဆိုလို့ရှိရင်တော့တပူနဲ့တဝက်လောက်ထည့်ပါပြီးရင်တော့အရသာအတွက်ကိုအချိုမုတ်ရဲစားရဲ့အနေငယ်လေးထည့်ပါမယ်အရသာဟိုတော်တဲ့ညုံပေါ်တော့ကိုလိုတဲ့လောက်လေးကိုချိန်ညှိပြီးတော့ကိုထည့်လို့ရပါတယ်ပြီးရင်တော့ကျွန်တော်ကတော့တာတုလေးတွေရေးစိမ့်နာတာထည့်ပါမယ်ခင်ဗျာ တာတုကကျွန်တော်ကအလုံးလိုက်ထည့်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အလုံးကြီးနေနေနေအသိအစင်မပြေဘူးပေါ့နော်ပြီးတော့မှကျွန်တော်ကရေထည့်ပြီးတော့ကက်ကြီးလေးနေနေပေါ့နော်အဖုံးမဖုံးခင်ကျွန်တော်လိုက်ညှက်လိုက်ပါတယ်ဒါမှပဲကျွန်တော်တို့ထည့်တဲ့အခါမှာအညီအမျှလေးနေနေစားရတာနေနေအစင်ပြေတယ်ဒီတိုင်းအလုံးကြီးတွေဆိုလို့ရှိရင်တော့နည်းနည်းလေးကတိကအောက်ဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့လိုက်ညှက်လိုက်တာပါဖုံးဖုံးပြီးတော့စူတဲ့အထိကိုတည်ထားလိုက်ပါမယ် ပြီးရင်တော့ကျွန်တော်ကြာစံလေးကြော်ပါမယ်ဒါကတော့ရွာဒီဘက်မှာဆိုလို့ရှိရင်အလူတွေလှုပ်လို့ရှိရင်ကျွန်တော်တို့ကြာစံနဲ့ကျွန်တော်တို့ကျွေးကြတာများတယ်စီပူပူလေးတည်ထားမယ်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ပဲကြာစံလေးကိုထည့်လိုက်တဲ့ခါမှာသူကပွားတက်လာတယ်ပေါ့နော်စီမပူဘူးဆိုလို့ရှိရင်တော့ဒီလောက်ထိပွားတက်လာမှာမဟုတ်ဘူးဒါကြောင့်မလို့စီကိုတေချာလေးပူအောင်တည်မယ်နည်းနည်းများလေးထည့်ပြီးတော့ထည့်ရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ခင်ဗျာ ဟင်အိုးကလည်းဆူလာပြီပေါ့နော်ဟင်အိုးဆူလာတဲ့အခါမှာကျွန်တော်တို့အုံနှုတ်နှံလေးကမှုပြီးတော့တက်လာတယ်ဒီနေရာမှာဆက်စိမ့်လေးကြိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အုံနှုတ်ကိုတဘူးနဲ့တဝက်ဒါမှမဟုတ်နှစ်ဘူးလောက်သုံးပေါ့နော်ဒါပေမဲ့ရာသီဥတုကလည်းပြင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အစီအစိတ်တွေနည်းနည်းဆော့စားဖို့အကြံပြုချင်ပါတယ်ဘာကြောက်လဲဆိုလို့ရှိရင်ကျွန်တော်တို့သွေးတိုးသမားတွေဆိုလို့ရှိရင်ဒီရာသီဥတုနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အုံနောက်သွေးကြောပြက်မာတွေကြောက်ရတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့နိုးစိမ့်နေနဲ့လည်းလုံလို့ရတယ်ပေါ့နော်ကဲဒီနေ့မှာတော့ကျွန်တော်ရဲ့လွယ်ကူရိုးရှင်းတဲ့အုံနှုတ်ခောက်ဆွဲချက်နီလုပ်ငန်းစဉ်လေးပြီးပါပြီ နှစ်သုံးထားတာကဒီအုံနှုတ်ခေါက်ဆွဲမှာထည့်စားဖို့အတွက်ကိုကြာစံကြောပါမယ်ပြီးရင်တမရသည်ရှောက်ရွက်ပြီးရင်ကြက်သွန်းနီလီးရတာလေးပါပါမယ်ပြီးရင်ငုံဦးနဲ့ကြက်ဦးလေးပါကျွန်တော်ထည့်စားမှာဖြစ်ပါတယ် ဒါဆိုလို့ရှိရင်ဒီနေ့ကကျွန်တော်ကအရသာရှိတဲ့အုံနှုတ်ခေါက်ဆွဲအလဲချက်နီလေးကိုအားလုံးအတွက်ကိုမျှဝေပေးလိုက်တာဖြစ်ပါတယ်။ဒါကိုအားလုံးကိုမှပအဝင်ပစ္စည်းတွေအစုံထည့်ပြီးတော့ကျွန်တော်တို့အဲဒီလိုမျိုးအရသာစီစီစားရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဧည့်သည်တွေလာတဲ့အခါမှာလည်းကျွေးလို့ရှိရင်ကျွန်တော်တို့မျက်နှာပန်းလာတဲ့အစားအစာလေးတစ်ခုဖြစ်တဲ့ရွာတွေကအလှူတွေမှာဆိုလို့ရှိရင်အရင်တုန်းကဆိုရင်ကျွန်တော်တို့ဒီလိုမျိုးပေါ့နော်ကြာစံကြော်လေးနဲ့ပါဒီလိုတွဲပြီးကျွေးတာတွေရှိပါတယ်။ ပါဝင်ပစ္စည်းတွေအားလုံးကိုဒီလိုမျိုးလေးအစုံလေးထည့်မယ်။အီးပြဖို့အတွက်ကိုကျွန်တော်တို့တမရသီးလေးကိုအပေါ်ကလေးညှစ်ထည့်လိုက်မယ်။ဒါတွေအားလုံးကိုမှွေပြီးတော့စားရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အရသာရှိတဲ့အုံနှုတ်ခေါက်ဆွဲတပွဲရမှာဖြစ်ပါတယ်။အဆက်ကြိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ငရုတ်တီအချက်မုတ်လေးကိုထည့်ပြီးတော့စားတယ်ဆိုလို့ရှိရင်အရန်ကို OK မှဆိုပြီးအုံနှုတ်ခောက်ဆွဲကိုရရှိပြီးဖြစ်ပါတယ်ခင်ဗျာ။